်မင်္ဂလာပါရှင်ဘာမခက်တဲ့သတင်းဌာနရဲ့ထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဆုံးအေအေနဲ့ရင်ဆိုင်ဖို့အလဲကျလာပြန်တဲ့စစ်တပ်ထိပ်ပိုင်းအယောင်ရှိနှူးဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်လက်နက်မဲ့ရဲသားပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်ပြီးသူရဲကောင်းတွေလိုဟစ်ကြွေးနေတဲ့စစ်အုပ်စုဟာအာရခတပ်တော်အေအေကိုတော့အင်မတန်ကြောက်တယ်လို့သတင်းကြီးပါတယ် တစ်တုံညာနေခွန်ဆက်စင်ရင်းနဲ့ဒူအေရဲ့မြို့သိမ်းတိုက်ပွဲတွေမှာဒုထောက်အញ្ញန့်ခံရတဲ့ဗိုလ်မှူးချုပ်တွေထောင်ချီတဲ့စစ်တုံးဘန်းတွေရဲ့တွင်ပြင်းတွေကစေယုစုပုံရိပ်ကိုအကြီးကျယ်အထိနာစေခဲ့ပါတယ်။အာနာသိန်းခေါင်းဆောင်အနေနဲ့အေအေကိုလက်နက်ချဖို့စစ်တုံးဘန်းဗိုလ်မှူးချုပ်တချို့ကပြန်ပြောရတဲ့အချိန်အေအေကလည်းလက်တံပြောင်းပါတယ်။အေအေနဲ့ရင်မဆိုင်ရဲလို့ပြည်သူပြည်လက်နက်ချသူချနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာအကြောက်တရားကြီးဆိုနေတာပါ။ဒါပေမဲ့လည်းလုံဆန်းလို့မရတဲ့အမိန့်ညွှန်ကြားချက်တွေကြားထဲမှာဗိုလ်မှူးချုပ်တအူးနဲ့ ပုံမှုကြီးတဦးကတော့ရခိုင်စစ်မြေပြင်ကိုခြေချရပါတော့မယ်။စေဦးစီးတက်ကတော့ကအကြောက်ကြီးပုံမှုချုပ်ဇော်ထိုင်းလန်နဲ့တမ55ဒုတိယတမမှုပုံမှုကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ်။အေးရဲ့တိုက်ခိုက်မှုကြောင့်အထိနာနေတဲ့စစ်ရေးဒေသနှစ်ခုကပုံမှုချုပ်နှစ်ဦးနေရာမှာသူတို့ကိုစစ်ကောင်စီကအစားထိုးလိုက်တာပါ။ ရခိုင်ပြည်နယ်နေဆက်ဒေသတွေဖြစ်တဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရော်ရီတိုင်းကတိုက်ပွဲတွေမှာအထင်နာနေတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခဆက်ခွန်ကစကားခမှုဗိုလ်မှူးချုပ်ကျော်စွာလင်းနေရာမှာဗိုလ်မှူးချုပ်ဇော်ထိုင်လက်ကိုအစားထိုးလိုက်ပါတယ်အလောက်တူစစ်တွေအခြေဆိုင်ဒေသကုကဲမှုစစ်ဌာနချုပ်တက္ကသမှုဗိုလ်မှူးချုပ်နေမျိုးအောင်အစားဗိုလ်မှူးကြီး မျိုးမြင့်ဦးကိုတာဝန်ပေးလိုက်တာပါအော်တိုဘာလ22ရက်နေ့မှာချိန်လိုက်တာတိုင်းမှုတွေလည်းပါတယ်စီရင်နဲ့နိုင်ငံရေးကိုပုံစံတစ်မျိုးပြောင်းပြီးကစားမဲ့သဘောဒါပေမဲ့အေအေခွင်ကိုတွားရမဲ့သူတွေမချောင်ဘူးလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ် ဘုံမှုချုပ်ကျော်စွာလင်းကိုမှော်ပြီးဘုတနန်ကအကြောင်းကြီးဖြစ်ပြောင်းလိုက်ပြီးဘုံမှုချုပ်နေမျိုးအောင်ကိုတော့တက်မတော်အုပ်ချုပ်မှုကြောင့်ပြင်းဥလင်ကျောင်းကြီးဖြစ်ပြောင်းလိုက်ပါတယ်။အော်တိုဘာလာ20ရက်နေ့ကရာထူးအပြောင်းရွှေ့ပြုလုပ်လိုက်တဲ့ဖြစ်စဉ်မှာအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူနဲ့အရှေ့လေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူစကခစနေစကခ73နဲ့စကခ20စကခမူ3ဦးအပါအဝင်ဘုံမှုချုပ်နဲ့ဘုံမှုကြီးအဆင့်တွေ30နီးပါးပါဝင်ပါတယ်။ စကားကားစက်ခွန်အားရှမ်းပြည်နယ်တောင်ပိုင်းမှာအခြေစိုက်ထားပါဘကိုးတိုင်းမကွေးတိုင်းနဲ့အေရီတိုင်းရခိုင်ပြည်နယ်နဲ့နေဆက်ဒေသတိုက်ပွဲတွေမှာအေအေကိုဆစ်ရှုံနေတဲ့တမ69စာပြီးခဲ့တဲ့ဩဂုတ်လကစပြီးစကားကားစက်ခွန်လောက်ခံတရင်တွေကိုစစ်ကောင်စီပို့ဆောင်ပြီးခုခံစေခဲ့တာပါအေအေရဲ့ထိုးစစ်ကြောင့်စခန်းတွေဇက်တိုက်လက်လွတ်ခဲ့ရတဲ့အတွက်တမ69တမမှုဘုံမူကြီးတမောင်ကျော်ကိုတော့အာနာသိန်းစစ်ကောင်ဆောင်ကအသုံးမချဘူးဆိုတဲ့အထားနဲ့ဖမ်းဆီးအရေးယူခဲ့ပါတယ် ရခိုင်ပြည်နယ်ဆက်ဆက်နေတဲ့မကွေးတိုင်းတွေကနေရီကန်ပြူဟာတိုက်ပွဲအမ်ဘရန်လန်တိုက်ပွဲရခိုင်ပြည်နယ်ပဲခူးတိုင်းဆက်ဆက်နေတဲ့တောင်ကုတ်ဗရောင်းလန်တိုက်ပွဲ ရခိုင်ပြည်နယ် AR တိုင်းဆက်ဆက်နေတဲ့လင်းမျက်နာမျိုးနယ်ကတိုက်ပွဲတွေမှာစကားခါဆက်ခွန်လောက်ခန့်တရင်တွေရောက်ရှိလာပြီးတိုက်ခိုက်နေပေမဲ့အင်းနဲ့ပူပေါင်းတပ်တွေထိုးစစ်ချောင်းအထိနာနေပြန်ပါတယ်။အဲ့ဒီချိန်မှာစကားခါဆက်ခွန်စကားခါမှုအပြောင်းရွှေ့ဖြစ်လာတာပါ။ရခိုင်ပြည်နယ်မှာတင်းယူဖို့ကြံနေတဲ့ကြောက်ဖြူနယ်မအောင်မျိုးနယ်အတူလာပေါင်းများစွာဝင်းရဲ့ပိတ်ဆို့ထားတဲ့စစ်တွေမျိုးကိုလည်းအော်တိုဘာလာဇန်းကစပြီးအင်းကစေအရှိန်မြင့်တင်လာပါတယ်။ဒါကစမှုအနေနဲ့အင်းရဲ့မြို့သိမ်းတိုက်ပွဲတွေကိုလေ့လာပြီးခုခံတိုက်ခိုက်ခြင်းမပြု တော့ပဲဗန်းနဲ့ချဖို့ပြီးခဲ့တဲ့ရက်အနည်းငယ်တွေမှာတော်လန်ရေးအင်အားစုတွေကတိုက်တွန်းခဲ့ကြပူပါတယ်ဒီတရင်နေလူမှုကွန်ရက်ပေါ်ထွက်လာပြီးရက်အနည်းငယ်ကြာမှပဲစစ်တွေဓာတ်ကားဆောင်မှုကိုအပြောင်းလဲလုပ်လိုက်တာလည်းဖြစ်ပါတယ် အေဟာတစ်တုံများနေကုန်စစ်စင်ရေးထဲမှာစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်၄ဦးဒုတိယဗိုလ်မှူးကြီးတုံးနဲ့စစ်တုံးပန်းအနေနဲ့ဖမ်းဆီးထားပါတယ်ဗိုလ်မှူးချုပ်တို့ပျောက်ဆုံးနေပြီးဗိုလ်မှူးကြီး၅ဦးသေဆုံးခဲ့ပါတယ်ရခိုင်စစ်မြေပြင်မှာအေအေလက်ထဲအဆွဲကျိုးသွားတဲ့စစ်ကောင်စီထိတ်တန့်အရာရှိတွေစည်ရင်ကဒီလိုရှိပါတယ်၂၀၂၄ဒီဇင်ဘာလကအေအေရဲ့ကွမ်းမြူသိန်းတိုက်ပွဲမှာ တမ20နဲ့တမမူဘုံမူကြီးအောင်နေမျိုးနဲ့တမ17တမမူဘုံမူကြီးတန်းစိုးဝင်းတို့တိတ်ဆုံခဲ့ပါတယ်2024ဒီဇင်ဘာလရှင်ရက်ကမောင်းတော်မျိုး နေကြားဆောင်တပ်ဖွဲ့ခွဲနခခ9ကိုတင်ယူခဲ့တဲ့တိုက်ပွဲမှာဗိုလ်မှူးကြီးအောင်နေမျိုးတိုက်ဆုံခဲ့ပါတယ်ဗိုလ်မှူးကြီးအောင်နေမျိုးဟာလောင်ငယ်သားတွေနဲ့တူရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစင်မှာအေတပ်ဖွဲ့ဝင်တွေကထိတ်တိုက်တွေ့ပြီးပြစ်ခတ်ရှင်းလင်းခံခဲ့ရတာဖြစ်ပါတယ်အလားတူမောင်တော်မျိုးတိုင်းတိုက်ပွဲမှာဗိုလ်တိတော်မျိုးအမတ်15စစ်စင်ရေးကုတ်ခဲမှုဌာနချုပ်စကခဇန်ကစကခမှုဗိုလ်မှူးချုပ်ဒူရင်ထွန်းကိုအေကအရှင်ဖမ်းမိခဲ့ပါတယ်ဗိုလ်မှူးချုပ်ဒူရင်ထွန်းဟာစစ်တုံးပန်းအနေနဲ့အကြောက်လွန်နေတယ်လို့အေစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ာပြောကြားခဲ့ပါတယ် ဒါပြင်2025ဒီဇင်ဘာလ20ရက်နေ့ကအမျိုးအခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခကိုတင်ယူတိုက်ချိန်မှာဒုတိယတိုင်းမှုပုံမှုချုပ်တောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ပုံမှုချုပ်ကျော်ကျော်တန်းတို့ကိုအရှင်ဖမ်းမိခဲ့ပါတယ်စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့အတိတ်တရားရပြီးလက်နက်ချဖို့ရတားပြည်သူတွေကိုမတက်ဖြတ်ဖို့ပုံမှုချုပ်ကျော်ကျော်တန်းကရုတ်တန်းကတဆင်တိုက်တွန်းခဲ့ပူပါတယ်အေထန်ဒူးထောက်ခဲ့ရတဲ့နောက်ထပ်ပုံမှုချုပ်ကစကားခကိုစကားခမှုပုံမှုချုပ်ဇော်မင်းထွန်းဖြစ်ပါတယ်2024ဖေဖော်ဝါရီလဇန် ိုင်ကကြောက်တော်မျိုးကနေစစ်တွေမျိုးကိုရှေတက်တင်းမောတွေနဲ့ ကလတန်မြေချောင်းအတိုင်းထွက်ပြေးစင်မှာအေအစ်စ်တီတော်တွေကလိုက်လံတိုက်ခိုက်ချင်းမုံဖန်စီခဲ့တာပါဒါကြောင့်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဟာအေဖန်စီနိုင်ခဲ့တဲ့စစ်တပ်ဗိုလ်ချုပ်တွေထဲမှာပထမဆုံးဇေယျပောက်သူဖြစ်ပါတယ်သူနဲ့အတူစစ်တပ်အရာရှိကြီးတွေကိုပါအေကအရှင်ဖမ်းမိခဲ့ပါတယ်မြောက်ဦးမြို့သိန်းတိုက်ပွဲမှာတော့တမစတေတမမူဗိုလ်မှူးကြီးမင်းမင်းထွန်းသိမ်းဆုံးခဲ့ပါတယ်ဘလဝမြို့သိန်းတိုက်ပွဲကဗိုလ်မှူးချုပ်ဇေမျိုးစေးပြောင်းဆုံးသွားခဲ့ပြီးသိမ်းဆုံးလာလားထွက်ပြေးလာလားလွတ်မြောက်သွားလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့အေကထုတ်ပြန် ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာနှုံးဘူးဖြူအားမှုဒုဗိုလ်မှူးကြီးပညာပိုင်ဆိုတေဆုံခဲ့ပါတယ်။ ဤနောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီရရှိကအမတ်69ချင်းမြန်တမထဏချုပ်ယာယီနီးပြူအားမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဖြစ်ပါရယ်နေအကန်ပြူအားကိုခုခံတဲ့ငဖဲမျိုးနယ်ဂုံစီယိုချင်းရွာနေကတိုက်ပွဲမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါရယ်သူကလည်းဗိုလ်မှူးချုပ်ကျော်ကျော်တန်းလိုပဲအေရဲ့စစ်ရေးစွမ်းရည်ကိုချီးကျူးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့တိုက်တွန်းသွားခဲ့ပါရယ်လက်ရှိမှာတော့စစ်တွေမျိုးသိမ်းတိုက်ပွဲကိုအေကစနစ်တကျပုံဖော်နေပြီးရခိုင်ပြည်နယ်နဲ့နေဆက်တိုက်ပွဲတွေမှာလည်းရလက်ကောင် င်ရနေတယ်လို့အေအေနဲ့ဒူတိုက်ပွဲဝင်နေတဲ့မဟာမိတ်ရဲဘော်တို့ကပြောပါရယ်ရခိုင်ပြည်နယ်နေဆက်ဒေသတွေမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့မူလရင်းမဲ့ချက်အတိုင်းစစ်ရေးအောင်မြင်တဲ့အထိမြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့အေအေကထုတ်ပြန်ထားပါရယ်တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့ဒူရခိုင်ပြည်နယ်တွင်ထိန်းချုပ်မြို့နယ်တွေကပြည်သူတွေလည်းစစ်ရေးတရင်ရှိကြဖို့အေအေကတိုက်တွန်းထားပါရယ် အင်းလက်စားတတ်မဲ့မြို့သိမ်းစစ်စင်ရေးတွေနဲ့အတူလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်ရေးမြေပြင်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ငရေခမ်းမဲလို့စစ်ရေးတရေရှင်မြစ်ကဆိုပါတယ်လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်လို့အေအေရဲ့မဟာမိတ်ရဲဘော်တို့ကတိုက်စစ်ဌာနချုပ်တောင်းတင်ထားသေးတာပဲလက်ရှိစစ်ဆိုင်ထားတဲ့နေရာတွေကိုသိမ်းဖို့ကဂျာတာနဲ့မြန်မာပဲကွာတာခေါင်းမာတဲ့ရန်သူတွေအတွက်ကတက်ကွင်းပဲဖြစ်တယ်ဟု၎င်းကပြောကြားကြောင်းသိရပါတယ် သမရမဖြစ်ပဲခွေးဖြစ်ဖို့အလားအလာရှိနေသေးသည့်မိုးရိပ်ရာစာကွာတိုမင်းအောင်လိုင်းဆိုတဲ့တင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ အာဆီယံဘုံသဘောတူညီချက်၅ချက်ဖော်ဆောင်ရန်အလေးပေးဆွေးနွေးခဲ့သည့်အာဆီယံဥက္ကဋ္ဌခီးစဉ်မှာတရင်အမှန်နဲ့တာထွက်ပါမယ်။မလေးရှားနိုင်ငံသားဤဝန်ကြီးဖြစ်သူအာဆီယံဥက္ကဋ္ဌရဲ့ဆွေးနွေးပွဲခီးစဉ်မှာအကြံဖတ်မှုများရပ်တန့်ရန်လူသားချင်းစာနာမှုအကူအညီပေးပို့မှုလက်ခံရန် 5BC အာဆီယံဘုံသဘောတူညီချက်၅ချက်ဆောင်ရွက်ရန်အလေးပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဆိုပါချက်တွေလှုပ်ဆောင်ပြီးမှစစ်ကောင်စီရဲ့ရွေးကောက်ပွဲမျှော်လင့်ရပြီးအစဉ်ချုံးမယ်လို့ဆိုကြနေတာပါ။စစ်တပ်ဝါဒပြန်တရင်မီ ရာများကပုံမှန်ရိုက်နေသည့်ရွေးကောက်ပွဲကို အာဆီယံကဇိုးထောက်ခံတာမျိုးမဟုတ်ကြောင်းသိစေရန်ရည်ရခြင်းဖြစ်ပါれအမေရိကန်တို့ကမြန်မာစစ်တပ်ရွေးကောက်ပွဲကိုရည်ပြက်ပိတ်ချထားပြီးအာဆီယံကတဆင်ဆောင်ကြည့်နေပါれမြန်မာပြည်သူတွေရဲ့ဘတ်တော်သားအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်လေလောင်းမဲအာဆီယံအစည်းအဝေးပွဲတက်ရောက်မယ်လို့အသံထွက်နေပါれပါကျင်သောတရင်စကား အမေရိကန်တို့အနီးကပ်ဆောင်ကြည့်နေသဖြင့်စိတ်ကောင်းစီ၍ကောက်ပွဲအလားလာဟာတရုတ်ကထောက်ခံနေသည့်တိုင်တင်းတလောက်ကြီးအစင်ချောမနေပါကြောင်းမူရရာစာကွာတို့မင်းအောင်လိုင်းကန့်ကြမာဟာတမရမဖြစ်ပဲကိုယ်ဖြစ်ဖို့အလားလာရှိနေပါကြောင်းလူလူတရင်စာတိုင်းမှာတရင်ဆောင်ပါကို တင်ဆက်ပေးလိုက်ရပါတယ်။